ရန်ပြည်နယ်ဝင်ကြီးချုပ်ဦးအောင်အောင်ငလင်တန်တင်ခဲ့သည့်ကီလာကြီးရွာအခြေခံပညာထက်တန်းကျောင်းပွဲတွင်ကျောင်းသားကျောင်းသူများအချိန်မီစာသင်ကြားနိုင်ရေးပြင်ဆင်ထားရှိမှုအားကွင်းစင်းကြည့်ရှုစစ်ဆေးတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။2025ခုနှစ်ဇွန်လ2ရက်နေ့တွင်အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်တော်မူဖြစ်၍ကျောင်းသားကျောင်းသူများကျောင်းတက်နိုင်ရေးနှင့်စာသင်ကြားနိုင်ရေးအတွက်ငလင်တန်တင်ခဲ့သည့် ရောင်ရွှေမြို့နယ်ဟင်းလီဒေသကီလာကြီးရွာအခြေခံပညာထက်တန်းကျောင်းဝယ်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကိုဂျွန်လာတရက်နေ့နဲ့9နာရီခွဲက ရှမ်းပြည်နယ်အစိုးရဖွဲ့ပြည်နယ်ဝင်ကြီးချုပ်ဦးအောင်ပြည်နယ်ဝင်ကြီးများပြည်နယ်ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလေရဲ့တွားရောက်ကွင်းစင်ကြည့်ရှုစစ်ဆေးကြကြောင်းသိရှိရပါတယ်ပြည်နယ်ဝင်ကြီးချုပ်နှင့်အဖွဲ့သည်ကီလာထက်တန်းကျောင်းဝယ်ရှိ ကျောင်းသားကျောင်းသူများစာသင်ကြားနိုင်ရေးအတွက်ပြင်ဆင်ထားရှိသည့် KG တန်း Grade 1 Grade 2 Grade 3 Grade 4စာသင်ခန်းများလှည့်လည်ကြည့်ရှုစစ်ဆေးပြီးစာသင်ခန်းရှိလျှက်စစ်မီးလိုင်းများ ကောင်းမွန်ရေးအတွက်ပြန်လည်ပြုပြင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းကျောင်းနေရွယ်ကလေးများကျောင်းနေနိုင်ရေးအတွက်ဆောင်ရွက်ပေးကြရန်နှင့်ယာယီကျောင်းဆောင် 60 30ပီတစောင်းစောက်လုံနေမှုကိုကြည့်ရှု၍အမြန်ဆုံးပြီးစီရန် ဆောင်ရွက်ပေးစီလိုကြောင်းကျွန်းကလထိုင်များလည်းပြုပြင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းနှင့်လိုအပ်နေသောအကြောင်းအင်တာများကိုလည်းအမြန်ဆုံးဆောင်ရွက်ပေးရန်လိုအပ်ကြောင်းတာဝန်ရှိသူများအားမှာကြားခဲ့ကြောင်းသိရှိရပါသည်သူမတစဉ်ဒီနယ်ဝင်ကြီးချုပ်နှင့်အဖွဲ့သည် ငလင်တန်တင့်ခဲ့သောအင်းလေးဖောင်တော်ဟုရုပ်ရှင်တော်မြတ်စွာဘုရားရှင် ကြောက်ပြားခင်းနိုင်ရေးအတွက်ပြုပြင်ဆောင်ရွက်နေမှုဖျားရည်မြင်ပတ်လည်ရှိပိုင်းရိုက်နေမှုစကြင်ကြောက်ပြားများအရွယ်စားဖြတ်တောက်ဆောင်ရွက်နေမှုဖောင်းတော်ဦးဖျားပင်မကျောင်းဆောင်အပေါ်တက်အပြင်ပတ်လန်းပြုပြင်ဆောင်ရွက်နေမှုကျောင်းအောက်ထပ်တိုင်များကွန်ကရစ်လောင်ကျင်းဆောင်ရွက်ပြီးစီးမှုအချို့အားကြီးစုစစ်ဆေးပြီးပြည်내ဝင်ကြီးချုပ်ကလိုအပ်သည့်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့်အမြန်ဆုံးလုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း တာဝန်ရှိသူများအားမှာကြားခဲ့ကြအောင်သိရှိရပါတယ်ခင်ဗျာ။